အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီကနေ့ပါကျွန်တော်ဖတ်ပြပေးခြင်းတဲ့ဝတ္ထုတို့လေးကတော့ဇာယဆရာဆရာမောင်ဆန္ဒရေးသားထားတဲ့မြင်းခွာတန်းလို့အမည်ရတဲ့ဝတ္ထုတို့လေးဖြစ်ပါတယ်ခင်ဗျာနားတော်တာဆင်ပေးကြပါဦးခင်ဗျာမြင်းခွာတန်းဟုတစုံတစကြားလိုက်ုံဖြင့်ဒေါ်ဝိခင်ပါကြောင့်လာဒီကိုခံမန်းမိသည်ဒေါ်ဝိခင်ကအလွန်အလွန်တယုတ်ဆောင်ကောင်းသည့်ရုပ်ရှင်မင်းသမီးကြီးအမူအရာနှင့်အဘွားဤနာနာကပ်လိုက်ခွာလိုက်တေးမြင့်မြင့်မြကုံးလေးကို ပင့်လိုက်ကောက်လိုက်ပါလော်လော်နှခမ်းနှလွားကိုစူလိုက်ဖွင့်လိုက်ဘေးကကြည်နေသူပင်သူ့အမူအရာအတိုင်းပင့်လိုက်ကောက်လိုက်စူလိုက်ဖွင့်လိုက်လုံမိသည်အစမတက်သည်တေးတွယ်တွယ်လက်ချောင်းလေးတွေနဲ့ညင်းပြေးသည့်နဲ့လှုပ်ပြလိုက်သေးသည်အချိန်ကလည်းကြာနေပြီလေအဖွားကခေါင်းလေးညှိ nga ညှိ nga ဖြင့်လေတံတိုးညင်းစွာထောက်လိုက်သည်ဘယ်ကအချိန်ကြာရမှာလဲလွန်တာရှင်ကျူးရဲ့အာမန်ဆိုရင်ပြာသူတဘိုးလေးလာတယ်ကျင်းပါလား အခုတပေါင်းလာဆန်းနေပြီဒါကြောင့်ကိုတော်ကြီးကနမိတ်ပြတာမိယိုးဖလာကိစ္စကတော့လောက်ရမှာပေါ့ဟုတ်တယ်လေဘိုးစင်ပေါင်းဆက်ပူဇော်လာတာကျုပ်တို့ရှင်ကျူးတို့လက်ထဲမှာလဲညှစ်စင်မပြည့်ကျင်းပပေးခဲ့တာပဲဟုတ်ပါပြီလေမအိတ်ခင်အပိုင်းကလည်းနှိုးစော်စရာရှိတာနှိုးစော်ထားကျုပ်လည်းကဘိုးကြီးကိုအတိပေးလိုက်အောင်မယ်အဖွားကချစ်လင်အိန္ဒာဦးစီးဥဘိုးချီကိုငယ်စဉ်ကအတိုင်းကိုဘိုးချီဟုခေါ်လိပြောလိချီသည် ကိုဘိုးကြီးဟုခေါ်သည်မှာမြန်လို့လားဟန်လို့လို့လားတော့မသိကဘိုးကြီးဖြစ်သွားသည်အဖွားကအဖိုးကိုကဘိုးကြီးဟုခေါ်တတ်သလိုအဖိုးကအဖွားကိုမဲကျူးဟုခေါ်လိပြောလိရှိသည်အဖိုးကစီပိုင်းရွာတကြီးရွာတကြီးကတာယာကုန်းရွာမှာနေသည်စီပိုင်းတာယာကုန်းချင်းစုသုံးရွာကို အပိုင်စားရသည့်တကြီးကဥပု အများက တကြီးပုဟုခေါ်လိပြောလိရှိသည်တကြီးပုကသူ့ကိုယ်စားအနိကဲအုပ်ချုပ်ရန် အဖိုးကိုခန့်အပ်ထားသည် တကြီးကိုစားစီရင်ခွင့်တကြီးကိုစားလုတ်ပိုင်ခွင့်ပေးထားသည် အိမ်တွင်အန်စကောတာတာကြီးသည့်မောင်းကြီးတစ်လုံးရှိသည်ထုတ်တန်းတွင်ဆွဲထားသည်အရေးဟဲ့ဆိုလျင်အဘိုးကမောင်းထုသည်ခက်သွက်သွဲအဆက်မပြတ်ထုလျင်ရွာလူတို့ကအဘိုးထံအပြေးလွှားလာရသည်ဆယ်မိနစ်အတွင်းလူမဆုံလျင်အဘိုးတောင်းညံပြီမလာသေးသူကိုနာမည်တက်လျက်ငါနှင့်တုတ်သည်မအီနှမအပတယဆဲပြီးလျင်ဟေ့ငတိထထုဇံ ဟုအဘိုးကအမိန်ပေးသည်ထိုအခါရွာစောဦးထီကမောင်းကိုငယ်တန်ပါအောင်အဆက်မပြတ်ထူတော်သည်တဒူဒူထူပါလေရဲ့လာရင်ပြက်ကွက်လျင်တော့မစားတာဘူးမှန်အသက်တာဆုံးကရွာလေရှိဘွက်တွေတဲဖို့ရသည့်တန်မြင့်ထံမီဆိုလျင်ထိတ်တုံအဘိုးမောင်းတော့ရေးမပါတော့လေဂယုမဆိုင်လိလိရှုလို့မရသည့်မောင်းတလုံးရှိသေးသည်ဘာကြီးဦးထီမောင်း ်တံပကံလောက်သားရှိသည့်အဆိုပါမောင်းကိုဘာကြီးဥတီကတနောင်နောင်ထူပြီးအချက်ပေးသည်ဘာကြီးဥတီမောင်းတဲ့ကြားလျင်သွားစရာတော့မလိုအိမ်ပေါ်ကနားဆွင့်နေဖို့တော့လိုသည်တပ်ဗူရိတာနယ်ဝင်သူတော်စင်ပေါင်းတို့ခမညာဖို့ဘာကြီးအစချီလျင်အလူတန်းကိစ္စဘယ်အပိုင်းကအလူတားရကဘသူအလူတားရကမှဘသူကဘာကိစ္စအတွဲလူတန်းလုံးမြီအတူတကွရေစက်ချတရားနာရင်ကြွပါပြုဟုတ် ဖိတ်ကြားမှတေကြသည်ရက်သေးရွာလေးတွင် အလူလုတ်လျင်ရွာလုံးချို့မိโกတိတ်ဖိတ်မန္တကပြုသည်ဖြင့်ဘာကြီးကိုပြုတ်ဟစ်ဖို့အကူအညီတောင်းလေရှိသည်ခြေရွာတွင်ရှိအိမ်တော်ဦးစည်းမြခမညာခုဆိုလျင်မင်းရေးမင်းမှုမြို့နေဤညွန်ကြားချက်ကိုထက်ဆင့်ထုတ်ပြန်လာလားတကြီးဥပူဤအမိန့်ကိုကျင်းညာလာလားတခုခုပင်အရေးတကြီးမဟုတ်မြို့နယ်အာနာပိုင်ကလုံခြုံမှုအတွက်ဂါစီယိုတွေလုံခြုံအောင်ကာခိုင်းလာလား မိသတိပြုဖို့လားတခုခုပင်အခြေဘက်အနောက်ဘက်တောင်ဘက်မြောက်ဘက်တို့ခမားဟုဆိုလျင်တကြီးဥပုဤတိတံအမိန်နိယာထကြောက်ရသည့်အတိုင်းမြို့ပိုင်နေပိုင်မိန်ကိုဖီဆန်ကောင်းဖီဆန်ဝွင့်မြည်တကြီးအမိန်ဖီဆန်ဝွင့်သူမရှိတကြီးထက်တကြီးနောက်တော်ပါနှလုံးပြူထန်ထွန်းပေါင်ကိုပို၍လန့်ကြသည်မျက်နှာကြောတင်းတင်းကပြောလျင်လေနဝင်ကမချူရှင်ကြီးထက်ကြားကပူဆိုးသည်ထုံမောင်းနှလုံးကစီပန်းရွာကိုဒုက္ခပေးနေသည်မှကြားပြီး ဘယ်ချိန်ဘယ်ခါများငဆိုးထိုးတန်နဲ့ဘောင်းခွဲတန်ကြီးကြားရမလဲဟုဆိုထိတ်ထိတ်မိတို့ပင်ဆိုသည်အဘိုးကဘောင်းတလုံးနှင့်ရက်ရွာအုပ်ချုပ်လာသည်မှာကြာပြီဘယ်နည်းဘယ်ရဲ့ကလေးကဤရာဓုရသည်မသိကျုပ်လူမှန်းသူမှန်းသည့်ကလေးကအဘိုးသည်ဘောင်းခွဲကြီးတလုံးအပိုင်စားရထားသည်ဘောင်းခွဲကြီးသူလူစုပြီးသည်နှင့်အလုံးနာထောင်ဟူ အဘိုးအော်လိုက်လျင်ရွာသူရွာသားများအားလုံးသည်တောလိုက်ခွေးဥကိုမြင်သည့်ယုံတငယ်ပမာနရွက်ကုတ်လျက်တုတ်တုတ်များမလှုပ်ဝံပြီးတော့သူပြောချင်သည်ကို တုတ်ထိုးအိုးပေါက်ပြောသည် အဆုံးသက်တွင်ဒါပဲပြန်နိုင်ပြီဟုအမိတ်ပေးလျင်စကားထုတ်မတဲဝံပဲဖုတ်ဖက်ခါထပြန်ယုံသာအားလုံးနားလေလားကြားကြလားမှတ်မိတယ်နော်ဟုဘယ်အခါမှပြန်မမိတခွန်ပြောလျင်အားလုံးနာခံရမည်ဟုအဘိုးတတ်မှတ်ထားသည် အကယ်၍ထိုနေ့ကမလာမိလို့ကြုံမတိလိုက်ပါဘူးဟုဇောရကမတက်နှင်းဇောရကတက်လျင်မောင်းထုခေါ်စင်းကမလာဒီကတမှုမင်းအာနာဖြစ်စံဒီကတမှုနှမှုပေါင်းပြစ်ချက်ကထိတ်တုံအဘိုးအာနာကြီးပုံကဤသို့ပင် အဖွားက အာနာရှိလူကြီးမင်းကိုကြောတော့နောက်ခံပြုထားသူပြီးပြီးဒေါ်ဧခင်ပြောသည်များကိုခတ်ပေါ့ပေါ့သာသဘောထားသည်ဒီလိုတော်ရိဟုအတိပေးလိုက်သည်နှင့် ကိစ္စအလုံးအဘိုးလှုပ်သွားလိမ့်မည် ရွာတော်ရှင်ပလိနစာပူဇော်ဝဲကျင်းပမည်ဆိုသဖြင့်တရွာလုံးလှုပ်လှုပ်ရှားရှားဖြစ်နေသည်အထူးသဖြင့်ဒေါ်ဧခင်မှာအပွားတန်တို့တစ်နှစ်တစ်ခေါက်နှစ်ခေါက်မှန်မှန်ရောက်သည်ရောက်တိုင်းစကားအစ်စံတမျိုးမျိုးကြားရတတ်သည်မင်းညကကြားဟိမ့်တယ်ကြားလိုက်တယ်တော်ရခင်ကတီတိုစကားဆိုတော့လေဘေးပတ်ဝန်းကျင်ကြားရအောင် တမင်လေးတန်မြင့်ပြောသည်ကြားဟုကြားလိုက်သည်နှင့်ကျုပ်ကနေစရာရှာမရတော့လူကြီးတွေကြားတယ်မတိမတာဝင်ထိုင်သည် ဝိုင်းလေရောက်အောင်တဖြည်းဖြည်းတိုးသွားမိသည်ဒါဆိုအရှင်ကြီးစိတ်ဆိုးနေပြီလားမသိဘူးဒေါ်သေးတာကမျက်စိပြက်မျက်နှာပြက်နဲ့ဝင်ပြောသည်အဖကဒေါ်သေးတာဘက်လေမျက်မှုန်ကုတ်လိုက်ပြီးဘာစိတ်ဆိုးမှလဲဤပူဇော်ဝဲပေးဖို့ပြင်ဆင်နေတာအရှင်ကြီးသိနေတာပဲဟုဩဇာအာဏာတန်ဖြင့်ထမှန်သည်ဒေါ်သေးတာငြိမ်ကုတ်သွားသည်အကိုကြီးနှိုးဆော်တာလေနှိုးဆော်တာပေါ့ကျုပ်တို့လည်းအတန်လေးပါလိပေးအောင်မှဖြစ်မယ် ်ဒေါ်ဝိခင်ကအဖွားကိုယ်တိုင်ရွာလဲထွက်ပြီးအတန်ပြုတ်ဖို့ပြောသည် အဖွားမပါလျင် လေးစားမှုရောသည်ဆိုသည်ဖြင့်အဖွားကဂုံယူဟန်ပြုံးသည်အေးပေါ်မနဲ့ပြန်မနဲ့ညီးနဲ့တေးတာလိုက်ခဲ့အိမ်ကစားထွက်ပြီး တောင်မြောက်တခေါ်ရှောက်လိုက်တာပေါ့ကောင်းတယ်အမဒါနဲ့ကိုတော်ကြီးတို့ကိုတော်လေးတို့ပြောဖို့ဟိုဝိုင်းတော်ဒီခေါ်ပြီးဗလားမနေ့ကတော့ငတိကိုလှုပ်လိုက်တာပဲတက်ခိရွှေနဲ့တော့မတွေ့ခဲ့ဘူးသူ့လက်ထောက်နဲ့တွေ့ခဲ့တယ်ဆိုလားပဲတေကောတေကြပါမလားအမ ဟဲ့ဒီရွာကိစ္စအသိမျက်နှာလွှဲလို့ရမလားတက်ခိရွှေဆိုတာဒိုးမြောက်စားလို့နာမည်ထွက်လာတာပါ၏ဟုတ်တော့ဟုတ်ပါတယ်မဖြစ်နိုင်ရင်ကြိုအကြောင်းပြန်မှာပေါ့ဒါနဲ့မှဟိုတင်းဟိုအမကြီးဒေါ်သက်ရှည်ရောအဲ့ဒီကိစ္စညီးမပူနေနဲ့ဒီနေ့မနေ့ပဲအိမ်ကတင်းငါလေးလွတ်လိုက်ပြီဒီပွဲမှာငါအမမပါလို့ဖြစ်မလားဆယ်နှစ်ဆယ်မိုးလုံးဒီကနာပွဲသူဥစည်းလာတာလीအဲ့ဒါကြောင့်အတိပေးတာပေါ့အမရဲ့ငါလှုပ်တင်တာတွေအကုန်လှုပ်ပြီးပြီဟဲ့သေးတာ ရှင်းမမကျူညီကကာလသမီကောင်အေးတာကိုခေါ်ရွာထဲကမိန်ကလေးဒင်းငါရောက်နဲ့ရေစင်မိုးလှက်ကအဲ့ဒီကိစ္စကျမစီစဉ်ပြီးပါပြီအဖွားကသူမခန့်ရသေးခင်ကျူတင်စီစဉ်ထားသည့်ဒေါ်သေးတာကိုဒါမျိုးတော့ညီကလှင်တယ် ဥသောအကြည့်ဖြင့်ကြည်လိုက်သည်လှုပ်เสียရရှိတာကို့အတိနဲ့ကိုလှုပ်ကြငါမှညီတို့လည်းပြောရဆိုရအိမ်ကလူလည်းဖင်တို့ပေးရညီတို့အတိသားနဲ့ကပိုးချီကမပြောနိုင်ရင် သူနဲ့မဆိုင်တယ်လို့နေတတ်တယ်ဒါရက်ရွာကိစ္စတရွာလုံးအကျိုးဒါမျိုးမှမလုပ်ရင်တော်ပါလို့တကြီးလုံးနေလေလို့ဆူရသေးတာတော်သေးတာက မျက်နှာဝှက်ပြီးပြုံးလိုက်သည်အလူကြီးထဲရွာလူကြီးကတော့အာနာဆောင်ထက်တီးကိုသူတို့အတိနေသည် အညာကိုကင်လိုက်သည်ဖြင့်တခိုင်လုံးဘာလာပုံကြည်ပြီးပြုံးမိခြင်းဖြစ်သည်ဟဲ့ဒါနဲ့ညီတို့ဘာမုံနေလောက်ကြမလဲမုံဖြူမုံနေပေါ့အမရေတေးတာကမုံဖထုတ်ထုတ်တယ်ဆိုလားအေးညီတို့ကသာပြောနေတာငါဘာလို့ရမလဲဆိုတာမစင်းစားရသေးဘူးအမကလည်းထုံးစံအတိုင်းကောက်ညှင်းသုံးပြီးလောက်ပေါင်းလိုက်ပေါ့အမလှူနေကြပဲဟာအေးဒါပဲကြမယ်ထင်ပါတယ်ကဲကဲမနေ့ပြန်တော့လှုပ်ရှားရှိတာလေလှုပ်ကြတော့ဟေ့ ်အဖွားတော်ကျူသည်စစ်ပွဲတစ်ပွဲတိုက်ရန်စီမံချက်ချနေသည်စစ်သူကြီးလာညွန်ကြားလိုက်သည်စစ်ကဲများဖြစ်သည်ဒေါ်အေးခင်းနှင့်ဒေါ်သေးတာကလည်းအောင်မြင်ဝင့်ကြွားသည့်အမူအရာပြည့်ဖြင့်ရင်ကော့လျက်အိမ်ပေါ်မှဆင်းသွားကြတော်သည်စူးစူးရှာရှာအောင်မြင်လာသည်ဘောဘွားကြီးအတန်ကကနားမန်းတဲ့တခွင်လုံးဖုံးလွှမ်းသွားသည်နတ်တန်ပြစ်လေပြီဟူသောအတိကြောင့်ကျွန်တော်တို့ကလေးတစ်တိုက်ကဒူးလေးတွေတုံးလက်အုပ်လေးတွေချီကြသည် ဘုံတကိုတည်စောဖြူပြရောင်လင်းပါလို့မင်းမင်းထိတ်ခေါင်းတွေ38မိနစ်ဤအခေါင်ဖြာတကြားတိုင်တချင်းဆက်ဆိုသည်ဘဘကြီးကတကြားပင့်ပြီးလျင်နတ်တို့အခေါင်မဟာဂီရိနဲ့ဆက်ပင့်လိမ့်မည်အိမ်တွင်းနဲ့ခေါ်ဘဘဲမောင်တင့်တယ်ပင် အသက်80ကျော်ဘဘကြီးမူရာက16နှစ်သမီးလေးနဲ့တွက်လက်နေသည်ဆိုင်းချက်နှင့်အတူလှုပ်ရှားပုံကတကယ်မင်းသမီးအလားသို့သောဘဘကြီးက မင်းသမီးတွေနဲ့ပြိုးပြိုးပြက်ပြက်အဝတ်အစားတွေမပါမိကက်တွေပေါင်တာတွေနှကန်းတွေပန်းတွေခြေတမထားပကတိအနေအထားအတိုင်းသာသူเจ้าမို့တခုကအဖွားစီနှောင်းပေးလိုက်သည့်ရင်စည်းပေါ်ဝါတခုသာဘဘွားကြီးရင်ုံထက်တွင်ပတ်စည်းထားသည်ဘဘွားကြီးထာတိနေသောတက်ခိရွှေဆိုင်ဖွဲကအတီရော့ဆိုပါဝင်လာသည် လင်္ကာရောက်ဝိုင်းဆူလိုက်သဖြင့်အတန်ကဟိမ့်ထွက်လာသည်ဆိုင်းချက်ကလည်းပူတွက်လာသည်တရှင်တပုတ်ဆုံးသည်နှင့်ဘဖွားကြီးကဆိုင်းเสียပဲလှဲ့သည်ဘလို့လဲဟိတတော်သည်တက်ခစ်ရွှေအမိန်ရှိပါဖို့ဖို့မင်းတို့ကလည်းဒီချိန်ရောက်မှပဲငါ့ကိုတတိရတယ်တတို့ကအမြဲတတိရနေတာပါဖို့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 ခေါ်မဲ့အချိန်ကိုအမြဲစောင့်နေတာပါဒီလိုလား ဒါဘောဘိုးဘိုးရဲ့ဘိုးဘိုးကနေ့တိုင်းခေါ်ရင်နေ့တိုင်းလာကျင်တာသားတို့ကပြောကျင်တာကိုပြောရမယ်ရွှင်ရမယ်ဟေးငါရှိတဲ့နေရာမှာအမြဲတမ်းပျော်ရွှင်နေစေရမယ်ဒီလောက်စောင့်ရှောက်ပေးနေတာတော့ဟောဒီရွာကကောင်းနေကငါ့ကိုတတိမရဘူးဖဖွားကြီးနဲ့ဘိုးဘိုးကြီးကတယောက်မျက်နှာတယောက်ကြည့်ပြီးခေါင်းငုံသွားကြသည်အကင်းပါသည်ဆိုင်းစရာတက်ခိရွှေကဂျားဝင်ဖာသေးသည် ရတာကတော့ရပါတယ်ဘိုးဘိုးရဒါပေမဲ့ဘိုးဘိုးကချူတပြားမပေးတော့ကပ္ပလာနေခန္ဓာနေဖြစ်နေတာဘာကွမင်းတို့ကငါကမကြည့်ဘူးမစောင့်ရှောက်ဘူးဟုတ်လားဒီဘာဘေးဒုက္ခမဖြစ်အောင်ဘသူစောင့်ရှောက်တယ်ထင်လဲရွာလူကြီးပါဟုတိုးတိုးလေးဖြေလိုက်မိသည်ကျုပ်တန်ကတိုးသည့်အပြင်ပမထုတန်နှင့်လင်းငွင်းတန်ကဖုံးသွားသည်ဖြင့်ဘေးလူတွေမကြားလိုက်အမှန်မင်း ကျုပ်တို့ရွာလုံးကျုံကောင်းအေးချမ်းအောင်စောင့်ရှောက်နေဒီမှာအဘိုးနှင့်ဆယ်အိမ်မူးတွေကင်းဆောင်ရသည့်ကာလသားတွေရွာတကားလေးပေါက်ရှိရာ တကားတစ်ပေါက်လျှင်ငါးယောက်နှုံဆောင်ရသည်ကင်းဆောင်ရသည်ကမိဂါမတ်တမဟုတ်တိတိကြကြညနေ6:00နာရီရွာတကားတွေပိတ်မနေ့6:00နာရီမှဖွင့်လူဝင်လူထွက်ရှိလျင်တည်တည်ချာချာစစ်မိမတင်ကားလျင်ဆယ်အိမ်မူးမှတစင်အဘိုးထံအကြောင်းကြအဘိုးစစ်မိပြီးကျင်းနဲ့မှ အတွင်းဝင်ဝင်ပေးသည် တရားလုံးဤအတောအိုအေးစီစိန်သည်ကင်းသမားပေါ်မူတည်သည်မအိယမငိုက်ယမမူးယဤတို့အမိန့်ထုတ်ထားသည်ကင်းသမားရှိကြောင်းနှူကြထားကြွမှုရှိကြောင်းအစင်းသိရှိကြောင်းအဘိုးတိအောင်나ဤတန်ချောင်းခေါက်အချက်ပြရသည်15မိနစ်တကြိမ်အချက်ပြီးတန်ချောင်းခေါက်ရသည်အမှတ်၁ကင်းဟုသတ်မှတ်ထားသောအခြေတကားကဥဆုံးခေါက်သည်တောင်ဘက်တကားကဒုတိယခေါက်သည်အနောက်တကားကတတိယခေါက်သည်မြောက်တကားကနောက်ဆုံးဘိတ်ခေါက်သည် တကားတခုခုကခောက်တဲ့ငိမ်မခောက်လျင်အဘိုးနဲ့ညာရင်မှုတွေအဆိုပါတကားသွားကြည့်သည်ကင်းအိတ်နေလျင်အဘိုးစုသည်မှာတရွာလုံးလန့်နိုးကုန်သည်အမြဲမပြတ်တတိအချက်လျက်စောင့်ရှောက်မှုကြောင့်ရွာရင်းသို့လူဆိုးတခိုးများမဝင်နိုင်ရွာသူရွာသားများအေးအေးချမ်းချမ်းအိတ်နိုင်သည်အဘိုးနှင့်ကာလသားများစောင့်ရှောက်သည်ဖြင့်ရက်ရွာအေးချမ်းသည်ကိုတိထားသောကျုပ်ကရွာလူကြီးပါဟုတ် ဖြည်ဒီမာမလွန်သို့တော်ရွာတော်ရှင်ဆိုလျင်ဖိမ့်ဖိမ့်တုံအောင်ကြောက်လန့်နေဘွားရည်ကြီးတို့တတိုက်ကအရှင်ကြီးစောင်းလျှောက်ပေးလိုပါဟုတုံတုံရင်ရင်ဖြေကြသည်မကျေနပ်เสียရွာတော်ရှင်ပြီးတော့အိမ်တွင်မင်းမဟာဂီရိနတ်ဝင်သည်မင်းမဟာဂီရိလာရပေမယ်ဘဘကြီးကမူအဝိစာမပြောင်းရွာထဲမှထွက်လာတော့လေဒီပုံဒီအဝိစာ နန်းနန်းရောက်တော့လေဒီပုံဒီအဝိစာ အချားလဲเสียရလဲမရှိဘူး အခကျေးစားနှင့်လိုက်ကတော့နတ်ထိန်များနှင့်တပားလာတခါလဲမလုံနိုင်ဘုံဒီအဝိစားနှင့်နတ်တပားပြီးတပားပြောင်းသွားသည်မင်းတပားဝင်တော့လေအဝိစားမပြောင်းပခန်းကိုကြီးကျော်ဝင်တော့လေမပြောင်းဆိုင်းတန်ပြောင်းသည်ဘဖွားကြီးကဘုံကဟန်ပြောင်းသည် ပြောဘုံဆိုဘုံပြောင်းသည် အဝိစားမပြောင်းပေတပားပြီးတပားဝင်လိုက်ထွက်လိုက်လုံနေဘုံကိုရွာသူရွာသားတွေက တလေးတစားရှိနေသည်လက်အုပ်လေးတွေတချီချီနှင့်နှက်တွေငေါက်သည်။ မန္တမြကိုခေါင်းငုံခံနေပေသည်ရွာတွင်ကနာဝဲပေးလျင်ကျုပ်တို့ကလေးတွေအလွန်ပျော်သည်မပျော်ပဲရှိမလဲဆိုင်းတန်လေးကြာရကလဲကရသဘောကြဖို့ကောင်းတာက မုံမျိုးစုံကိုပိုက်ကောင်းအောင်စားရတာပင်မုံဖြူမုံဤစီကြော်မုံတယုံမုံကောင်းညင်းတို့ရွာတော်ရှင်နဲ့တင်ဖို့တိန်တမျိုးယူလာသည့်မုံကဟော့တိုက်နေသည်ဘဘချက်သည်ကောင်းညင်းနှင့်ထညက်ခဲစားမလားမုံဖြူမုံဤစားမလားဘုံဖထုတ်ပဲစားမလား စားကျင်တာစားမကုံနိုင်မခန်းနိုင်လက်ဖက်ပွဲတွေကအိမ်တိုင်းပါသဖြင့်တို့ကျင်စိတ်ပင်မရှိဘိုင်းနေအောင်စားလိရှိသည်ကနာဝဲကိုကျုပ်တို့ကလေးတွေကအပြတ်အားပေးသည်ကနာဝဲတက်ဖို့အကျုံနေကလေးကပညာဆင်ကြတိုင်မြင်ကြနေအိတ်ဖို့ပင်မေ့နေတတ်သည် နောက်နေ့တွင် လူကြီးတွေမနှိုးခင်ကလေးကကြုံနိုးနေသည်လူကြီးတွေမပြင်းမဆင်ရသေးခင်ကလေးကအဝိအစားကြိုလဲထားကြသည်မိုးလင်းတော့တရွာလုံးကအဘိုးအိမ်တွင်လာစုသည် ဘသူပါလားဟိဘသူကြံနေလဲဟိဟူဘွားဤကြီးကလောစော်သည် လူစုံမီထင်တော့အဘိုးနှင့်ယာယီမှုတွေနေရာယူသည်ဘဘိုးနောက်တွင်ဘွားဤကြီးကကတော့ပွဲရွယ်အဘွားတော်ဤခင်ကတောက်တော်ရီအိုးရွယ်နေရာယူသည်ဝေလဲတော်လေလူလိုသည် အလူရှင်ရှိလျင်မောင်းထောင်ွက်ထဲဝေလဲတော်ထဲ့ပြီးရွက်လျက်ဘွားဤကြီးတို့နောက်မှာရက်သည်ဝေလဲတော်ဆိုသည်မှာရွာတော်ရှင်နန်းနှန်းရှိ နတ်ယုံများကိုဝတ်ဆင်ပေးမိပစိုးပိုင်းလေးတွေအယုတ်ကတရောင်တာတာခန့်သာ ရှိတော့ဝိလဲတော်ကလည်းထိုတိုင်းတာမျှတာဝိလဲတော်လူနိုင်သူကရွာမှာတိတ်တိတ်ကျဲကိုတော်ကြီးကိုတော်လေးကိုဝိလဲတော်ဆက်သရသောကြောင့်စီဝါဥစ္စာတက်သည်ဟုအယူရှိ၍အနာဂတ်ဆုလက်ကြောင့်မော်နိုင်ကြွားနိုင်သည်ဝိလဲတော်ဆက်မိသူနောက်တွင်အိမ်တိုင်းအိမ်တိုင်းကဆက်လူမြည်အချိုးပွဲချင်းပွဲတွေရွက်လာသူများ နေရာယူသည်နောက်ဆုံးကကိုတာမောင်တို့ဒိုးဝိုင်းဖွဲ့ အလှလဲဒီတို့ကထိန်လဲဒီတို့ဆွန်ကြီးလောင်းလဲဒီတို့ကိုတာမောင်တို့မပါလျင်ပွဲမစီလေတော့နကနာပြပွဲလေကိုတာမောင်တွင်ကျဲသည်ကိုတာမောင်တို့ဖွဲကလည်းဘဲပွဲဖြစ်ဖြစ်မကြီးရွယ်ငုတ်တို့ရွံ့မှုတွေပောက်ခါမှချင်းချင်းရေတောက်မယ်ကွယ်မဲထွေးရဲ့တခြင်းကို အပြဲအောင်ဩဆူပြောင်ပိန်ပြောင်ပိန်တီကျုပ်တို့ကလေးတွေက နာမကြီးနိုင်ရွာထိတ်ညောင်မင်းအောက်ရှိနန်းနန်းရောက်သည်နှင့်ကုဇော်မိပစ္စည်းတွေနန်းပေါ်တင်ရွာသူရွာသားတွေက နတ်နန်းပဲမျက်နှာမူညီညာဖြတ်ဖြတ်ကြောကြစို့ဟုဗာကြီးဥထီကတတိပေးလျင်ဩဃာတကြောချိုယဥချကြောလျင်ပူဇော်ပွဲပြီးပြီနဂရောယာ၌ဩဃာတကြောချိုဆိုသင့်မဆိုသင့်မသိငါးပါးသီလယူသင့်မယူသင့်နားမလဲဗာကြီးဥထီတိုင်ပြီးသည်မြတေဝလုံးကလိုက်ဆိုသည်နဂရောပြီးသည်နှင့်ဘဘကြီးတော်သက်ရှိအလေဘဘကြီးက39မင်းနဲ့တွေ့ပင်ဆိုင်းဝိုင်းနှင့်ချော့ ဘွားဘွားကြီးအပြော့နှုံခွေးဤသွားမှကနာဝဲတိန်သည်တုတ်တုတ်ကလေးတွေကတော့ဒီအချိန်ကိုသဘောကြဆုံးသဘောကြတာပေါ့နဲ့တင်ထားသည်မပွဲတော်ကြတွေကိုတအုံအုံတဝုံဝုံအလူရဲ့စားရသည့်အချိန်မဟုတ်လားယာဒီဆယ်ရန်နီးယားကအဆက်မပြတ်လေပတ်ခေရာရက်မှလာလမှနှစ်အလီလီပြောင်းလဲခဲ့သည်ရဟောင်းတို့ကြွေရွတ်တိတို့အချိန်ချင်းဝေခဲ့သည် စီပန်းရွာကိုမောင်တလုံးနဲ့စီမံအုပ်ချုပ်ခဲ့တော့ကျုပ်ဘိုးဥဘိုးကြီးကွဲလွန်သည်မှာကြာပြီအဘိုးသားလည်းမဟုတ်သည်ရွာလူကြီးကိုနောက်ပိုင်းမှဒုက္ခရင်ချေလေသည်အဖွားတော်ကျူလေဆုံးပါခဲ့ပြီအဖွားဤလက်ကတော့တောင်ဝေးဖြစ်သည်ဒေါ်အေးခင်နှင့်ဒေါ်သေးတာတို့လည်းမယနာမင်းကိုမလွန်ဆန်နိုင်သဖြင့်တေရွာသို့လှမ်းခဲ့သည်အဖိုးဖွားတို့သာလည်းမဟုတ်သည်ဖခင်ဦးမြတောင်းပင်လည်းအသက်60ကျော်၌ဆုံးပါခဲ့သည် ခုတော့အဖိုးကြီးအရာရာကိုဆက်ခံသည့်အနေဖြင့်ကြေးရွာအုပ်ချုပ်ရေးမှူးဖြင့်ကျုပ်တာဝန်ယူခွင့်ရခဲ့သည်ကြေးရွာတွင်ပွင့်လာမည်မူလာတန်းကြောင်းကျေးဇူးကြောင့်ကြေးရွာ၌ပညာတတ်လေးတွေပေါ်လာခဲ့သည်ဒေါက်တာပညာဟုအဖိုးဖွားလို့ခေါ်သည့်အတန်းပညာတွေသင်ခဲ့ရသဖြင့်ဗဟုသုတရသည်ပထဝီတရားသဖြင့်မြမပြီအကြောင်းညချောင်းအင်းရန်အကြောင်းဒေါက်တာရင်မြီအကြောင်းတဘာဝတွင်းထွက်ပစ္စည်းတွေအကြောင်းသိရသည်တမိုင်းတရားသဖြင့် ်မြမတမိုင်းသိရသည်ကပတမိုင်းသိရသည်အနောယထာအကြောင်းသိရသည်တပင်ရွှေထီအကြောင်းသိရသည်ဘိုးတော်ဖရာအကြောင်းသိရသည်တကောင်းမင်းဆက်အကြောင်းသိရသည်မောင်တင့်တဲ့အကြောင်းသိရသည်ပကံသူရဲကောင်းလေးဦးနှင့်ရွှေပြင်းကြီးရွှေပြင်းလေးအကြောင်းသိရသည် အောင်စွာငယ်ခေါ်မြင်းဖြူရှင်အကြောင်းသိရသည်မင်းမိဖရာမင်းညီမင်းသားမြို့သားရွာသားများအသေးစိုးနှင့်တေးလျင်နတ်ဖြစ်သည်ဒါမှန်ရက်သူရက်သားအစိမ့်တွေတေးလျင်ပိတ်တာဖြစ်သည် လူဖြစ်ချင်းတူပါရဲ့အခွင့်အူးခံလူဒန်းစားကတေလျက်ပင်သူတို့ကိုယ်ွယ်အပူဇော်ခံနဲ့ဖြစ်တဲ့အဖိုးဖွားတို့ဖွားဖွားတို့တက်ရှိတို့အမြဲပူဇော်သည့်နတ်များကပုံမှန်တေယိုးတေစင်နှင့်မတေရပဲဒုဒ္ဒါလက်နက်နှင့်တေခဲ့သူများကိုယ်ွယ်မှုမာနေပြီဟုသတိပြုမိသည်အနီနာတဝိုင်း၌ချင်းစုတာယာကုန်ဝက်လက် ချမ်းစုရွာများတွင်နတ်စင်မရှိကနာဝဲလည်းမလို့ ရွာတော်ရှင်ဘိုးဘိုးကြီးလည်းမပူဇော်မပတာဥမင်းကျော်ကိုလည်းပြောတော်မဆက်ရက်ရွာအေးချမ်းဘူးရွာသူရွာသားတွေချမ်းသာဖို့ဘိုးဘိုးမပါကိုကြီးကျော်မပါအမေရင်ရင်မပါဟုအတနာခံသူများမကြည်ဘွားမချမ်းသာချမ်းစုရွာသားတွေမပဲနှင့်ကြည်ဘွားကုန်သည်ဒိုးနေရွာသားတွေမြေပဲနှင့်ချမ်းသာကုန်သည်ကျိုးပင်ရွာကမြို့နှင့်ဆက်သွယ်ဖို့ကတရလန်းကြီးပေါက်တော့အလောက်ကင်ဆင်ပြေသွားသည်ဘိုးဘိုးကြီးစောင်းလျှောက်သည်စီပိုင်းရွာကတော့ နဂိုတုံရင်သာပိဘုဒ္ဓရှိလာသည်နှင့်အမြအမှားမှန်အကောင်းဆိုးအကြောင်းအကျိုးဝေဖန်နိုင်သည်မိယိုဖလားအယူဆအစွဲလန်းများသည်အကျိုးမရှိလျင်ပယ်ရသည်တကြည်စကားလည်းမှားနိုင်သည်ကြံကံလာဆိုညာလေအမှန်ဟုမယူဆသင့်မှန်တိလာတော့ရွာထိတ်မှနတ်စင်ကြီးနေရာတွင်မူလာလန်းကြောင့်ဆောက်လိုက်သည်စာကြည့်တိုက်ထူထောင်လိုက်သည်ကျိုးပင်ရွာကိုတူယူလျက်ဆက်သွယ်ရေးလန်းတွင်ပြုပြင်ခဲ့သည် မိုးစဘာသာလျင်မကပဲနှွေစဘာပါဆိုင်နိုင်အောင်ကြိုးစားခဲ့သည်ဆယ်နှစ်တာကာလအတွင်းတိုးတက်ပြောင်းလဲမှုတွေမြင်လာရသည်ပြုပြင်ပြောင်းလဲမှုလောက်ရနိုင်နေချင်းညာချင်းဖြစ်လာသည်မဟုတ်အစွဲလန်းဟောင်းချေချွတ်ဖို့ကတန်ကြီးတက်သည့်ဓာတ်ကိုချွတ်တလောက်မလွယ်အစ်စ်ကိုလက်ခံလာအောင် စီးယုံရသည်မှမလွယ်အဘိုးနဲ့မောင်ခွဲတလုံးအပိုင်စားရပြီးတစ်ချက်လို့အမိန်ထုံနိုင်လျင် ကောင်းပေစွာဟု တခါတည်းရန်တန်းတမိသည်ကုတော့ မြင်းခွာတန်ကြားရတယ်ဟု လာပြောမိတော်ဧခင်လည်းမရှိတော့မြင်းခွာတန်စာနှွေစပါးစိုက်ပြုတ်ရန်လေကွင်းထဲရည်တင်သည်ကုဘူတာဆက်တန်များသာညံနေပေတော့သည် ဟုတ်ကဲ့ပါခင်ဗျာဒီကနေ့မှာကျွန်တော်ဖတ်ပြခဲ့တဲ့ဝိထုတို့လေးကိုအချိန်ပေးပြီးနာတော်တာဆင်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါတယ်ခင်ဗျာနာတော်တာဆင်သူညီကောင်မောင်နှမများအားလုံးတက်ရှိကျမ်းမာပေးရန်ကြွား၍လူရဆန္ဒများအားလုံးပြည့်ဝကြပါစေကြောင်းကျွန်တော်ဟန်လင်းမှစုမုံကောင်တောင်းရင်နောက်ထပ်ဝိထုတို့များမှာပြန်လည်ဆုံတွေ့ကြပါစို့လားခင်ဗျာ